အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ literature fiction channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့မှာတော့ကျွန်တော်ဖတ်ပြတင်ဆက်ပေးနေတဲ့ဆောင်းဝါးကောင်းလေးကတော့အစာရေးဆရာကြီးပီမိုးနေရေးသားထားတဲ့ကြီးပွားအောင်မြင်ခြင်းနဲ့လမ်းခွင့်တရားလို့အများရဲ့စာအုပ်ထဲမှာဆောင်းဝါးကောင်းလေးတစ်ပုဒ်ကိုရွှေ့ချယ်ဖတ်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆောင်းဝါးကောင်းလေးရဲ့နာမည်ကတောကကင်ဝေ နီလို့အမည်ရပါတယ်ကျွန်တော်လည်းဒီဆောင်းဝါးကောင်းလေးကိုနားဆင်ခံစားကြည့်အောင်ပါခင်ဗျာတောကကင်ဝေနီ American Professor ကြီးတယောက်ကအလွဲလိုက်စားလမ်းမတဲ့ဆွေးမြေ့ခြင်းနဲ့ဝိရိယကိုလက်ယုံပြုပြီးတော့လောကကိုစိတ်ညစ်ညူစေတဲ့အကြောင်းလေးတွေကိုရှာဖွေပေါ်ထုတ်တဲ့အခါစိတ်ညစ်စရာပေါင်းနှစ်သိန်းတထောင်ရရှိတယ်လို့ဆိုပါတယ်။နှစ်သိန်းတထောင်မကပါဘူး။ဆယ်သန်းတိုင်တိုင်ရှာလင်းရင်လည်းရမှာပါ။အဲ့ဒီစိတ်ညစ်ညူစရာစင်ရင်မှတကူစားနေတဲ့အချိန်ပကံထဲမှာရှင်ကောင်းတွေကိုတွေ့ရတာရုပ်ရှင်ရုံထဲမှာကြည်ကြည်လုံလောင်းနဲ့စကားပြောတာလက်မှတ်တန်းစီတဲ့အခါအတိုးခံရတာ လူကြီးကိုမယုံမသိလှုပ်ထိတ်လူငယ်တယောက်ကိုမြင်ရတာစတဲ့အကြောင်းလေးတွေပါပါတယ်။လောကမှာစိတ်ညစ်စရာအကြောင်းကိစ္စတွေဆိုတာဘယ်သူမှမလွတ်ကင်းနိုင်ကြပါဘူး။မိမိစိတ်ကိုကြောက်ဆောင်လို့ထားမှမင်္ဂလာမရှိတဲ့အနေထားရောင်လေးကိုခုခံနိုင်မှာဖြစ်ပါတယ်။ဒီလိုမှမဟုတ်ရင်အရေးမကြီးတဲ့အကြောင်းကိစ္စလေးတွေနဲ့ပတ်သက်ပြီးအမြင်အမှောင်ကျနေမှာဖြစ်ပါတယ်။တချို့လူတွေကလူအများတွေးတက်ကြတဲ့တောကအပူတွေခက်ခဲချက်တဲတာတွေနဲ့ကြုံရတဲ့အခါအကြီးအကျယ်ပတ်ထင်ပြီးဒုက္ခဖြစ်ကြရပါတယ်။ သူတို့တွေကြုံတွေ့ရတဲ့ဒုက္ခတွေဆိုတာတကယ်တော့ဒုက္ခအစစ်တွေမဟုတ်ပါဘူးအခက်အခဲလေးများတာဖြစ်ပါတယ်အဲ့ဒီလိုဖြစ်ရတာကမကောင်းတဲ့အာယုံတွေကိုလက်ခံအားကြီးခြင်းကြောင့်ဖြစ်ပါတယ်တခြားသူတွေကဲရတာလှောင်ပြောင်တာတွေကိုမခံနိုင်တဲ့စိတ်ကလည်းအဲ့ဒီတိုင်းပဲအာယုံတွေကိုလိုက်ခံစားမိနေလို့ဖြစ်တဲ့အတွက်ကြောင့်မခံချင်အောင်လိုက်ပြောတဲ့စကားတွေမခံချင်အောင်လှုပ်ပြနေတဲ့အရာတွေကမကောင်းတဲ့အာယုံတွေပဲဖြစ်ပါတယ်ဒါကြောင့်အဲ့ဒီအာယုံတွေပေါ်လာတိုင်းဖြုတ်တတ်မှသာ စိတ်ဆိုတဲ့ကြောက်ဆောင်ဟာပို့ပြီးတော့တကူတတ္တိကြီးမာလာနိုင်ပါတယ်။စိတ်ရဲ့တကူတတ္တိကလောကကြီးပွားရေးမှာရောလက္ခဏာကြီးပွားရေးမှာပါအရင်အရှိရှိတဲ့အတွက်ကြောင့်အဲ့ဒီတတ္တိမရှိတဲ့သူတွေမှာအများအားဖြင့်တော့ကြီးပွားအောင်မြင်ခြင်းရဲ့အောင်မန်းကိုစခုဖို့ခက်ခဲပါတယ်။တချို့သူတွေမှာကကိုကိုကို အလွန်နူးညံ့သိမ်းွေးတယ်တခြားသူတွေကကြမ်းကြုတ်ရိုင်းဆိုင်ကြတယ်။မားတို့တွေဆိုတာကဒီလိုလူမျိုးတွေနဲ့နေလို့မဖြစ်ဘူး။ကြာရင်ဒုက္ခရောက်လိမ့်မယ်လို့ထင်တတ်ကြတယ်။ အဲ့လိုထင်းတဲ့အတိုင်းလေးတကယ်ဖြစ်သွားနိုင်ပါတယ်။တချို့သူတွေကခေဆူခိယုတ်ခိရှုတ်ခိကျက်စုတ်ခိအဲ့ဒီလိုမျိုးခိကိုအပြစ်တင်ပြောဆိုပြီးတော့ညှို့ညင်နေတတ်ကြတယ်။သူတို့တွေရဲ့စိတ်ထဲမှာကြီးကြီးလင်းလင်းဖြစ်ချင်းဖြစ်နေနိုင်ပါလျက်နဲ့တမင်တကာကိုမုံအောင်သလိုမှိုင်းနေတာကိုခံနေကြရပါတယ်။ကမ္ဘာလောကကြီးကသူ့ရဲ့တော်ရိုလန်းစင်အတိုင်းပဲတွားနေပါတယ်။ကမ္ဘာလောကကြီးကလူတွေရဲ့အလိုကိုမလိုက်ဘဲလူခသာလင်းကမ္ဘာလောကကြီးရဲ့သဘောအလိုကိုလိုက်ပြီး နေတတ်တယ်လို့ချမ်းသာတယ်လို့ကြံမိနေရမှာဖြစ်ပါတယ်။လောကတကြီးနဲ့ခိုင်ရန်ဖြစ်ပြီးစိတ်မရွှင်မလန်းမသားမရဖြစ်နေဖို့မလိုပါဘူး။မရွှင်မလန်းဖြစ်ပြီးအနိဋ္ဌာယုံတွေကိုမြင်နေအနိဋ္ဌာယုံအာမင်္ဂလာလှိုင်းနေထားပြီးတော့ညဉ့်ညင်ပူပန်တာတွေရဲ့အာမင်္ဂလာအမှတ်ကိုရနိုင်ပါတယ်။လူတွေရဲ့စိတ်ဆိုတာကလူကိုဆွဲတက်တယ်။မင်္ဂလာစိတ်ကမင်္ဂလာအပေါင်းတို့ကိုဆွဲဆောင်နိုင်တယ်။အာမင်္ဂလာစိတ်ကအမင်္ဂလာ အပေါင်းတို့ကိုဆွဲဆောင်နိုင်ပါတယ်။ အခုကျွန်တော်ဖတ်ပြတင်ဆက်ပေးခဲ့တဲ့စာမောင်ကောင်းလေးကတော့စာရေးဆရာကြီးပြီးမိုးနေရေးသားထားတယ်။ကြီးဝအောင်မြင်ခြင်းနဲ့လမ်းခွင့်တရားလို့အမည်ရတဲ့စာအုပ်ထဲမှာတောကကင်ဝင်းနီလို့အမည်ရတဲ့စာမောင်ကောင်းလေးတစ်ပုဒ်ကိုရွေးချယ်ဖတ်ပြတင်ဆက်ပေးခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာ။ဒီစာမောင်ကောင်းလေးမှာဆိုလို့ရှိရင်ကျွန်တော်တို့တွေတောကဘာကြောင့်ဖြစ်ရတာလဲ။ကျွန်တော်တို့အသေးဖွားလေးတွေကြောင့်တောကဖြစ်နေရတာလားတခိတောကဖြစ်เสียမှုလို့ကျွန်တော်တို့တွေတောကဖြစ်ရတာလားကျွန်တော်တို့ကြုံနေရတဲ့တောကတွေဆိုတာကတခိနဲ့လက်တွေမှာတခိ ဒုက္ခရောက်နေတာဟုတ်ရဲ့လားအဲ့လိုမှမဟုတ်ဘဲနဲ့ခဏကြုံရတဲ့အခက်ခဲတွေလားအဲ့ဒါတွေကိုကျွန်တော်တို့ဝေဖန်ပိုင်ညာနိုင်ရမယ်လို့ဆရာကြီးပြမုန်နေကဒီဆောင်မလေးမှာအခြေသားထားတာကိုတွေ့ရပါတယ်ပြီးတော့ဒီဆောင်မလေးရဲ့အဆုံးမှာခြေသားထားသလိုပဲလူရဲ့စိတ်ဆိုတာလူကိုဆွဲတတ်ပါတယ်တကယ်လို့ကိုယ့်ရဲ့စိတ်ကမင်္ဂလာရှိတဲ့စိတ်ဖြစ်နေရင်မင်္ဂလာအပေါင်းတို့ကိုဆွဲဆောင်နိုင်မှာဖြစ်ပါတယ်အဲ့လိုမှမဟုတ်ဘဲကိုယ့်ရဲ့စိတ်ကအမင်္ဂလာစိတ်ဖြစ်နေမယ်ဆိုရင်တော့အမင်္ဂလာအပေါင်းတို့ကိုဆွဲဆောင်နိုင်မှာဖြစ်ပါတယ် အဲ့ဒါကြောင့်မလို့ကိုယ့်ရဲ့စိတ်ကိုမင်္ဂလာရှိအောင်ကြိုးစားနေထိုင်ကြဖို့အမြဲတမ်းမှအရေးကြီးပါတယ်။အဲ့ဒါကြောင့်မလို့ဒီလိုမျိုးဆောင်းပါးကောင်းလေးတွေပါရဲ့ဆရာကြီးပင်မိုးနေရေးသားထားတဲ့ကြည်ပွားအောင်မြင်ခြင်းနဲ့လမ်းခွင့်တရားငွေရင်းဆောင်ကောင်းလေးကိုဝယ်ယူဖတ်ရှုအားပေးကြဖို့ကျွန်တော်ရဲ့ literature fee channel လေးမှာတိုက်တွန်းလိုက်ပါရခင်ဗျာ။ငါစင်သူများအားလုံးဘေးရန်ခတ်တဲ့ကင်းကြီးကြပါစေ၊ဒေါသခတ်တဲ့ကင်းကြီးကြပါစေ၊စိတ်ရင်ခတ်တဲ့ကင်းကြီးကြပါစေ၊နှလုံးစေဝါအေးချမ်းကြပါစေ။ငါစင်သူများအားလုံးဘေးရန်ကြောင့်ကြဆင်းရဲခြင်းတွေကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ။ ကောင်းကျလို့ရဆန္ဒများလေးတလုံးတော့ပြည့်စုံကြပါစေလို့ကျွန်တော်ရဲ့ literature fee channel လေးမှာနားဆင်ပေးခဲ့ကြသူတူဦးလျောက်ချင်းစီကိုဆုတောင်းမြတ်တာပို့တာပေးလိုက်ပါရခင်ဗျာ